လက်တဲရဲ့ဘေးနှစ်ဖက်ကိုမညက်ရဘူးဆိုတာကိုသိသိပါသလားလက်တဲတွေအသားနဲ့မဝင်အောင်ကာကွယ်ဖို့အတွက်လူအများစုကလက်တဲရဲ့ဘေးနှစ်ဖက်ကိုအလေးချင်တိုင်းညံ့ပစ်လေးရှိပါတယ်ဒါပေမဲ့ရလက်ကပိုပြီးဆိုးရွားလာတာပဲရှိပါလိမ့်မယ်လက်သေးဘေးဘက်တွေကိုလွန်ကဲစွာညှက်ချင်းကလက်သေးကိုကောက်ကွေးတဲ့လမ်းကြောင်းအတိုင်းကြီးထွားစီပြီးတော့နောက်ဆုံးမှာတော့အရေးပြားတွေကိုထိုးဝင်သွားစီပါတယ်။ဒါကိုလက်သေးခုံဝင်ခြင်းလို့ခေါ်ပါတယ်။ သူကနာကျင်မှုနီးရဲရောင်ရမ်းမှုနဲ့ကူးဆက်ပိုးဝေမှုတွေကိုဖြစ်ပွားစေနိုင်ပါတယ်ဒီလိုမမှန်ကန်တဲ့လက်သေးညက်တဲ့နီလန်းကိုရေရှည်ချစ်သုံးနိုင်မယ်ဆိုလို့ရှိရင်တော့လက်သေးကိုအတွင်းဘက်ကိုကြီးထွားစေတဲ့အလေ့ကျင့်တစ်ခုဖြစ်စေပြီးတော့မကောင်းတဲ့တန်တရားတွေမှာပဲရောက်သွားစေပါတယ်မှန်ကန်တဲ့လက်သေးညက်နီးကတော့လက်သေးရဲ့သဘာဝအတိုင်းကြီးထွားမှုကိုလိုက်နာပြီးဘေးနှစ်ဖက်ကိုလွန်းလွန်းကျွန်းကျွန်းညက်ချင်းမပြုတ်လို့ပါပဲအကယ်၍တင်ကလက်သေးပုံစံဝိုင်းနာကိုကြာရင်လက်သေးရဲ့ ထိတ်တောက်စုံတွေကိုအနည်းငယ်ပြုပြနိုင်ပေမဲ့လက်သေးဘေးဘက်ကိုတော့ဘယ်တော့မှမညံ့ရပါဘူးလက်သေးရဲ့မူလအကျင့်အတိုင်းထိမ့်သိမ်းထားဖို့လိုအပ်ပါတယ်လက်သေးအကြောင်းပြောရရင်တစ်လက်သေးပေါ်မှာလာချမ်းပုံတရံအဖြူရောင်လေးကိုသတိထားမိပါပါတချို့သူတွေမှာတော့ဒါမျိုးတွေမရှိကြပါဘူးဘာကြောင့်ဒီလိုခွဲပြားရတာလဲ ်ပထမဆုံးဒီလချမ်းကို force lunula လို့ခေါ်ပါတယ်ဒါဟာလက်သေးအရင်ပိုင်းမှာပြေဝမာကျောချင်းမဖြစ်သေးတဲ့နေရာပဲဖြစ်ပါတယ်သူကအများဖြင့်ဖြူရောင်ဖြစ်ပြီးတော့ဒီဖြူရောင်လချမ်းပုံအေရီယာကလက်သေးရဲ့ cell အသစ်တွေဖြစ်ပေါ်နေတာကိုပြသပါတယ်လချမ်းရဲ့အရွယ်အစားနဲ့ထင်ရှားမှုကတဦးချင်းစီရဲ့ဇီဝကံမှာဖြစ်ပျက်မှုနှုန်းနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်ဥပမာကလေးနဲ့လူငယ်တွေရဲ့ဇီဝကံမှာဖြစ်စဉ်တွေက ပုံမြင်တဲ့လူအတွက်သူတို့ရဲ့လက်သေးတွေကပိုရှိတာမြင်ပြီးတော့လချမ်းကလည်းပိုပြီးထင်ရှားပါ ါတယ်။စန့်ကျင်ဘက်အဖြစ်အသက်ကြီးလာတဲ့အမြခန္ဓာကိုယ်ရဲ့ဇီဝကံမှာဖြစ်စဉ်တွေကနှိခွေလာတဲ့အကြောင်းမလို့လက်သေးရှည်တဲ့နှုံနဲ့ရောကြလာပြီးတော့လခြံရဲ့ area လည်းတဖြည်းဖြည်းနဲ့တင်းငယ်လာပါတယ်။လက်သေးပေါ်ကဒေါင်းလိုက်အကြောင်းအရာတွေကတော့အရေးပြားပေါ်ကအရေးချောင်းနေလို့ပါပဲအသက်ကြီးရင်လာခြင်းရဲ့ပုံမှန်လက္ခဏာရက်တွေပဲဖြစ်ပါတယ်တင်းကဒါကိုလက်သေးရဲ့အရေးချောင်းနေလို့နားလည်ထားနိုင်ပါတယ် အသက်ကြီးလာတဲ့နဲ့မြတ်လက်သေးရဲ့ရေတပ်ပါဝင်မှုနဲ့အာဟာရဆုပ်ယူနိုင်စွမ်းတွေကကျဆင်းလာပြီးတော့တောင်းလိုက်အကြောင်းတွေကပိုးပြီးထိရှားလာပါတယ်။သင်ကနေ့တိုင်းဘလောက်ပဲလက်သေးကိုထိမ့်သိမ့်နေပါစေဒီအကြောင်းအရာတွေကတဖြည်းဖြည်းနဲ့ပေါ်လာအောင်ပါပဲ။နောက်တစ်ခုကလက်သေးနားကလက်သေးဆူးလို့ခေါ်တဲ့အဖျားထွက်တာဟာ လက်သေးပတ်ဝန်းကျင်ကရေပြားနဲ့ရေတပ်ပတ်ဝန်းမှုကိုတတ်ဆိုင်စေပါတယ်လက်သေးဘေးကရေပြားလွာကရေတပ်မလုံလောက်ဘူးဆိုလို့ရှိရင်ခြောက်တွေ့ပြီးတော့ကွဲထွက်ဖို့လွယ်ကူပါတယ်အဖျားထွက်တာတွေလည်းဖြစ်နိုင်ပါတယ်အဖျားထွက်တာကတင်းငယ်ပေမဲ့တင်းကလက်နဲ့ဆွခွာလိုက်ရေပြားပေါက်ပြဲသွားပြီးတော့ကူးဆက်ပိုးတွေဝင်နိုင်တာမျိုးဖြစ်နိုင်ပါတယ် ဒါကြောင့်အဖျားထွက်တာကိုလက်နဲ့မဆွဲခွာပဲနဲ့လက်သေးညက်လေးနဲ့ညက်ပြီးဖယ်ရှားတာကမှန်ကန်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။နောက်ထပ်သတိပေးလိုတာကတော့အထက်ပါဖြစ်စဉ်တွေအလုံးဟာပုံမှန်ဇီဝကံမှာဆိုင်ရာပြောင်းလဲမှုတွေသာဖြစ်ပါတယ်။သင်္ခန္ဓာကိုကျန်းမာရေးခြေနေကိုဖော်ပြနေတာမျိုးမဟုတ်ဘူးဆိုတာကိုသတိပြုသင့်ပါတယ်။အားလုံးပဲကျန်းမာကြပါစေရှင်။